ဒီနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပေါ့ကိုတော်မှစူးစီးတင်ဆက်ထားတာပါဒီနေ့ပေါ့ကိုတော်ဗမာန်ပြောချင်တယ်လဲဆိုရင်ဝိစိန်ရွှေဆိုင်ပြန်ပြီးဆွဲခံရတဲ့ပတ်သက်ပြီးရွှေတဲ့ပစ္စည်းများဒီမြင်းမှု PDF ခေါင်းဆောင်တန်းဖက်ခွဲများယူဆောင်နေပတ်သက်ပြီးမှဦးစင်ပြောကြားလွှမ်းမှာဖြစ်ပါတယ်ဗျာနော် లై မော်မှာတော့ဒုတိယဘလို့ဒီခစ်တစ်တို့မင်းစီမတို့ BBC တို့ကတော့ဘလို့ဖွာထားတယ်လဲဆိုလို့ရှိရင်နော် မန္တလေးဝဲစရွှေသာရဲနဲ့ရွှေတဲကမုံရမန္တလေးမှာပြန်ပြီးဆက်ခံရဘယ်နဲ့သခိုင်းတိုင်းတိုက်ရင်တိကထုတ်ပြန်ရှင်းလင်းမှုတဲ့နော်ဘလို့ရှင်းလင်းတယ်လို့တော့မတည်ဘူးပေါ့ဗျာနော်ဒီဒီသူတို့ကတော့သူကတော့ပြည်သူပတ်ဟာပြည် sorry အမိခံနဲ့ပြည်ပြတ်ဒီပြည် sorry အမိခံပြည်သူစစ်တီကိုသူတို့ကလွှတ်ချထားတာပေါ့ဗျာနော်လွှတ်ချထားတာပေါ့ဒါကြောင်းလေးကြောင်းစားကြောင်းကြကြဟိုဟာကြတယ်ပြောရမှာပေါ့ဗျာနော်ဦးစင်းပြောပြီးပဲဗျာခင်ဗျားတို့ဒီဝဲစရွှေဆိုင်နဲ့ပတ်သက်ပြီးမှဦးစင်းက လူတို့တွေခစ်တဲ့တို့မစ္စည်းမတို့ BBC တို့ RF တွေတို့မတေခင်ကတည်းကဥစဉ်စာလေးဥစဉ်ရဲ့ Telegram မှာတင်ထားတာရှိပါတယ်ဗျာနော်တမတော်ကပြည်သူကိုဒုက္ခမပေးဘူးလေခမားတို့ဘာလို့မလဲဆိုတာကိုစောင့်ကြည့်ပါရစေတဲ့ခမားတို့တီအောင်ပြောရမယ်ဆိုရင်သခိုင်းတိုင်းမှာရှိတဲ့ PDF Energy လျောက်ကမှန်တယ်များတခိုးတည်းများမရင်းကောင်တွေပဲဆိုပြီးမှဥစဉ်ကိုယ်တိုင်ပြောထားခြင်းဖြစ်ပါတယ်ဗျာနော်ပေါ့ကိုယ်တော်ကိုယ်တိုင်ပြောထားခြင်းဖြစ်ပါတယ် ဒါကြောင့်မလို့ဒီဝဲစိန်ရွှေဆိုင်ရွှေတွေ30လာမကုန်ခင်ရပေါ့ဗျာလာမကုန်30တိဒီတော့28 29လောက်ကပဲထင်နေပြလာမကုန်ခင်ကနေမှာမုံရွာကနေရွှေတွေတဲလာတယ်ရွှေတွေတဲလာပြီးမှလမ်းမှာပျောက်သွားတယ်တဲ့ပျောက်တော့ဆန်ဆန်ဆန်နဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှသူတို့သူတို့ယဉ်ကြီးတဲ့လူတွေစီအကူအညီတောင်းတယ်ပေါ့သူတို့အထင်ကတော့ဒီဘက်ကိုထင်မှုံကြပါလေအဲ့လိုအကူအညီတောင်းတဲ့ခါမှာဟုတ်ပြီဥစဉ်ခေါ်ခဲ့လာလေ တကယ်လို့ဒီလမ်းကြောင်းမှာဒီလိုဒီလိုတက်မဲ့တော့ဘက်ကဖြစ်ပြီးသူစစ်ကားပဲဖြစ်ဖြစ်တကယ်လို့ယူခဲ့ဆိုပစ္စည်းအတုတစ်ချောင်းမပြောက်စေရဘူးလို့ပေါ့ကောတော့နမခတိုက်မှုကြီးကိုပြောပြီးမချက်ချက်လက်ငင်ကုန်လုတ်ပေးမယ်လို့ဟုတ်လားတောင်းကိုခေါ်ခဲ့လိုက်ဆိုပြီးမှဝိစိန်မန်နေဂျာကိုပို့ပြကောင်းခေါ်ခဲ့လိုက်ဆိုပြီးဦးစင်းကပြောလိုက်တယ်။ဒါပေမဲ့နောက်နေ့ကျတော့ဖုန်းနောက်နေ့ကျတော့ဆက်တွေ့မြင်းမှု PDF ကဖတ်ထားတယ်တဲ့မြင်းမှု PDF ကနေမှဆက်တွေ့လာတယ်ပြန်ပြီးမှရွေးရမယ်တဲ့ အဲ့ဒီစကားကိုဦးဇေစားဖားတွေလည်းဦးဇေပြောထားတာရှိတယ်။ဒကာကြီးဝိစိန်ကတော့ဒလိုဒလိုရှိတယ်။မြင်းမူ PDF ကနေမှသူတို့ရဲ့မန်နေဂျာသူတို့ရဲ့ရွှေပြောင်းလာတဲ့ဟာတွေကိုဖမ်းဆီးထားတယ်။ရွှေတွေရောငွေတွေပဲ။နောက်ထပ်တောင်မှရွေးရမလို့ကြားတယ်။တကယ်ဆိုလို့ရှိရင်ဒါဝိစိန်ခြေဆိုင်အနေနဲ့ကသက်ဆိုင်ရာကိုအကြောင်းကြားလားမကြားလားတော့မတည်ဘူး။အမှန်ကန်တော့ရွေးတာမရွေးတာနောက်မှသာဒါတကယ်လို့မှမကြောင်းကြားဘူးဆိုလို့ရှိရင်သူတို့လည်းဒါအကြမ်းဖက်နဲ့ဆက်တွေ့မှုဖြစ်မှာပဲလေ။အကြမ်းဖက်နဲ့ဆက်တွေ့မှုဖြစ်မဲ့ ဒါအကျန်းဖက်ကိုထောက်ပံ့ရဖြစ်မှာစိုးလို့သူတို့တွေဆက်သွယ်ပြီးမှလောက်ရမှာဆိုတော့ဥစဉ်တော်မှာဒီစားဖက်ကြက်ကိုကြံအကျန်းပေးလိုက်ရတယ်ပေါ့ဗျာနော်သူတို့ဘာလုံးမလဲဆိုတော့ဒါစောင့်ကြည့်ရမှာပေါ့ဟုတ်လားဆိုတော့အတွေးခေါ်နေဥစဉ်ဥစဉ်ရဲ့အတွေးမျိုးနဲ့တော့လိုက်တယ်နော်တော့လိုက်တယ်အဲ့ဒီမန်နေဂျာကိုယ်တိုင်ပဲဥစဉ်နဲ့ရင်းနှီးရတူဆက်လာတယ်ဘလောက်နဲ့ယူရမယ်ဘလောက်နဲ့ယူရမယ်ဆိုတော့ကျုပ်တို့လည်းမတီးဘူးပေါ့ဗျာနော် ဒီဘက်ကမဟုတ်ဘူးတဲ့ဟိုဘက်ကမြေမှုဘက်က PDF ကနေဖန်ထားတယ်ဆိုပြီးမှအဲ့တော့ပေါ့ကူတော်ပြောတာကဟုတ်လားမဟုတ်လားတည်ကျင်တော့ဝင်းစိန်ကိုခင်ဗျားတို့ဆက်တွေ့ရမယ်ဝင်းစိန်မန်နေဂျာကိုခင်ဗျားတို့မေးမြန်းရမယ်ဌာနဆိုင်ရာဒီအနေနဲ့อ่ะเนาะအဲ့လိုမေးမြန်းမှာခုကခင်ဗျားတို့ကဒီသူစကလိုလိုပြူစောတရားလိုလိုတက်မတော်ဝလိုလိုဒီကြောင်ဟာဟိုဘက်ကဟိုဘက်ကကြောင်လိန်ကြောင်စပြေးပြေးဝေရပြေးဟိုဟာနဲ့ဒီဟာနဲ့ဆက်မွေးထားတဲ့ဗျံမရာပြေကြောင်ကြကြပေါ့ဗျာเนาะ ဒါပုံမလေးလေးပြောပါဆိုသခိုင်းတိုင်းတိုင်းလုံးမှာ PDF NG လောက်ကပတ်ခါပါအဖွဲ့အစည်းမှန်နေများကဒေါ်လာရင်းကိုစိတ်ဝင်သွားတော့ဒေါ်လာရင်းကိုစိတ်ဝင်သွားတော့နော်ခိုးလို့ရရင်ခိုးမယ်ခိုးလို့မရရင်ဓမြတိုက်မယ်ဓမြတိုက်လို့မရရင်သူတက်မယ်ဆက်ကြီးကောင်းမယ်ဒါပုံစံကအကုန်ဖြစ်သွားပြီတခိုးကျဖို့ဓမြမရင်းကောင်းဖြစ်သွားပြီ NG ဆိုရတဲ့လင်းတိုင်းပေါ်မှာပဲဘာဩဇာအာဏာမှမရှိတော့ဘူး မရှိရဩဇာအာဏာမရှိအောင်မှာလဲသူတို့ကလည်းဩဇာအာဏာရှိအောင်မနေခဲ့လို့ပေါ့ဗျာနော်ဒါလဲလဲနိုင်ငံရေးမှာလဲလူစားလဲအလဲရင်စံအရင်ခံဆိုလိုလိုပဲနော်အဲ့ဒီပုံစံပဲဗျာနော်အဲ့တော့ပြောချင်တာကပြည်သူများအနေနဲ့ဝိစိန်ရွှေဆိုင်မှန်လဲမြင်းမှုအနီးတစ်ဝိုက်မှာဒီမုံရွာကရွှေဆိုင်လာတိတ်လာတဲ့အခါမှာပစ္စည်းတွေအကုန်လုံးမလာတဲ့အခါမှာမြင်းမှုနာမြင်းမှုမရောက်ခင်မှာဒီအကုန်လုံးပေါ့ကားကားကလည်း license ကားလို့ကြားတယ်ဗျာနော် ကားရောလူရောအကုန်လုံးဖမ်းဆီးထားတဲ့ရွှေတွေရောပေါ့ဗျာနော်အဲ့ဒါတွေကို PDF တွေက PDF အကျန်းဖဲတမင်တခိုးတမင်မရိကောင်တွေကမတင်းတိမ်မဲနဲ့နောက်ထပ်ပါလူတွေကိုလာရွေးပါဆိုပြီးမှဆက်တွေ့လာတယ်တဲ့ဆက်တွေ့လာတယ်ဗျာနော်ဆက်တွေ့လာတယ်တဲ့ဦးဇင်းတို့ကရှင်းဦးဇင်းတို့ကရှင်းတယ်ဦးဇင်းတို့ဆိုအကူကြီးတောင်းတဲ့လူတွေများတယ်ဦးဇင်းရဲ့ဘယ်နာမှာဘယ်လိုဖြစ်တယ်ဗျာအဲ့ဒါလေးတမတော်ကနေဘယ်လိုလောက်ထားတယ်ဆိုချက်ချင်းလည်းငယ်ဦးဇင်းတို့စုံစမ်းတယ် ဟုတ်ခဲ့ရင်တော့ကိုကကူညီပေးလို့ရတယ်ဓမ္မတဆောင်သားတွေဒါမှလည်းပြည်သူစစ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပြည်သူအနိုင်မကျင်ပြည်သူမတရားမလုပ်နော်ဒါနဲ့ပတ်သက်ပြီးဥစဉ်တော့ပြောအောင်မယ်တချို့ပြည်သူတွေကဖန်ခံဖန်ခံဆရာတော်စီကိုကူညီတောင်းတယ်တပည့်တို့တင်ကန်းနေဖန်ခံရတယ်ဗျာတပည့်တို့ဘာတွေဖန်ခံရတယ်ဗျာဆိုဆရာတော်အဲ့မဲ့ဆရာတော်ကယောဂယောဂတော်ဟာသခိုင်းကိုဆက်တွေ့လိုက်တယ်သခိုင်းကိုဆက်တွေ့တော့သခိုင်းကျိုးကျောင်းလေးစုံစမ်းကြည့်တော့ အဲ့ဒီမှာတင်ငန်းအပေါ်ကပဲတင်လာဂျန္နာတရုတ်ပစ္စည်းတွေအဲ့လိုဆရာတော်တွေကလွဲတုံးသားလောက်ထားရည်လည်းရှိတယ်လွဲတုံးသားလောက်ထားရည်လည်းရှိတယ်တရုတ်ပစ္စည်းတွေကုန်းနဲ့ဒီလာထဲမှာမတင်ရမတွင်းရဆိုတာအကုန်လုံးလည်းခပြောတတ်မှန်ထားတာပဲလေဗျာနော်ဒါတော့ထားပါဦးစဉ်ဝိစိတ်ရှင်ဆိုင်နဲ့ပတ်သက်ပြီးပြောချင်တာပါအဲ့တော့ဌာနဆိုင်ရာအများစုအနေနဲ့ရောနော်ဟိုပြည်ပြည်ဝေရပြည်ခေတ္တတို့ပြည်ဖြတ်တို့မြစီမတို့နော် BBC တို့အကုန်လုံးပဲ က်ရင်ပါဆိုရလေဘွားနဲ့ဟုတ်လားအဲ့တော့မင်းတို့အဲ့ဒီထုတ်ပြန်နေဟုတ်လားသခိုင်းခရိုင်တက်ရင်တက်ကထုတ်ပြန်ရှင်းလင်းဆိုတဲ့အရာနဲ့ပတ်သက်ပြီးပြောချင်တယ်မင်းတို့မြင်းမူက PDF ခေါင်းဆောင်စီကိုသွားသွားလို့ရှိရင်မင်းတို့လည်းနည်းနည်းပါးပါးရွှေရကြီးရလိုက်မယ်မင်းတို့လည်းဝေစုခွဲရကြီးရလိုက်မယ်တက်လားနော်ဒီဒီကိုပြောင်းလဲပြောင်းလာခြင်းမထင်နဲ့မင်းတို့သခိုင်းတိုင်းမှာစစ်မှန်တဲ့ပြည်သူတွေမင်းတို့အကြောင်းသိနေပြီ ကာရမတွေမင်းတို့အကြောင်းကိုကောင်းကောင်းသိနေပြီဟုတ်လားကာရမတွေမင်းတို့လူဘဝမှုတွေမတရားမှုတွေအနိုင်ကျင့်မှုတွေဇာတိကောင်းမှုတွေနိုင်လူပစ္စည်းလုံးမှာကာလိုင်းကောင်းတော်ရွှင်ဝဲတဲ့တိုင်တွားခိုင်းတဲ့ရွှင်ဝဲတဲ့တိုင်မှာဆွဲဟုတ်လားမင်းတို့ကကားနဲ့ဆွဲတယ်ဆွဲပြီးလို့ရှိရင်၅ဒိန်နဲ့ဒိန်၃၀ဒိန်မဖြစ်နိုင်တဲ့ဈေးတွေတော့မဖြစ်နိုင်တာတွေလူဘဝမပေးလို့ရှိရဲရိုက်တယ်ဖမ်းတယ်ပါရိုက်တယ်ဆောက်ကန်တယ်တက်တယ်ဒါမျိုးတွေရိုးနေပြီအကာရမတိုင်းတည်တယ်နော်မန္တလေးရွှေဘို့ မန္တလေးကလေးတမှုနော်မြကြီးနာမန္တလေးပြည့်စွဲတဲ့ကာရမတွေအကုန်သိတယ်မင်းတို့အကြောင်းတွေတော့ကြည့်ပြီနော်ငကောကလို့ပြည်သူကိုကျင်းထဲလို့များတော့ပြည်သူကိုနိုင်လို့နိုင်စားလို့များတော့အဲ့တော့မင်းတို့ကပြည်သူကာကွယ်ပြည်သူဆောင်ရှောက်ရေးဆိုရင်လည်းအဲ့ဒီဝိစေယံကနော်ဖမ်းထားတဲ့လူတွေကိုမင်းတို့ပြန်လွှတ်ပေးလိုက်ပေါ့ကွာကြက်လားပြန်လွှတ်ပေးလိုက်ပေါ့ချွေရင်ငွေတွေကတော့လူလက်ချမ်းသာတဲ့လူဆိုတော့တိတ်ပြီးတော့မက်မှာမဟုတ်ဘူးကွာဟုတ်လား လူထက်ဘယ်မှာတန်ဖိုးမရှိဘူးဆိုတဲ့အတွေ့ကိုတူတူလည်းရှိမှာပဲရွှေရင်ငွေတွေမရရင်နေလူရရင်ပြီးတော့ဆိုတဲ့တထေးတွေထင်းတယ်နော်အဲဒါတူတူရဲ့ဆုံးဖြတ်ချက်ကမှန်ပါတယ်ပစ္စည်းကပြန်ရှာလို့ရတယ်နော်လူအတက်ချောင်းကပြန်ရှာလို့မရဘူးနော်အဲ့တော့မင်းတို့မှာလူသိရှိတယ်နော်မင်းတို့မှာလူသိရှိတယ်မင်းတို့မှာတကယ်ပြည်သူကိုစေတနာရှိတယ်ပြည်သူကိုတကယ်တန်ဖိုးထားတယ်ဆိုရင်ပြန်လွတ်ပေးလိုက်ပေါ့ဘာဖြစ်လို့ပြန်ယူခဲ့ မင်းတို့ကအခုဖမ်းတာပြန်ပြီးဆွဲလို့ဖြစ်နေရလေငါပြန်ပြီးဆွဲတော့နောက်ထပ်ငွေနဲ့ပြန်ယူနောက်ထပ်ရွှေနဲ့နောက်ထပ်ဘလောက်ဘလောက်ပြန်ယူဆိုတော့ဟုတ်လားရွေးတော့ရွေးပြီးလာတော့မတည်ဘူးပေါ့ကွာနော်ဥစဉ်လဲဒါ33ရက်နေလောက်က33ရက်နေလောက်ကဥစဉ်စီတာဘိုင်ဘာစားနေရောက်လာတာပေါ့ကွာနော်ဒီလိုလိုမဆက်တွေ့ရပြီတဲ့ဆက်တွေ့ရပြီဆိုတာကဟုတ်လားဝိစိန်ကဟိုဘက်မှာတဲ့သူတို့စီဟိုဘက်ကဆက်တွေ့လာပြီတဲ့ဟိုဘက်ကเนาะအဲ့တော့ ကိုယ့်ဟာကိုယ်တာကတော့ဝိစိတ်ရွှေဆိုင်နေအနေနဲ့ကလည်းအများတို့ကြောက်ကျင်တာကဒါခင်ဗျားတို့ကတော့ပြည်သူတွေကပြည်သူပါပဲတတ်မလို့လည်းမထောက်ခံလို့ဟိုကခင်ဗျားတို့ကတော့ဓာဏီဝါရတွေပေါ့နော်ဓာဏီဝါရတွေဆိုလိုပေနဲ့လဲတတ်မလို့ဒီဒီလူစစ်ဒီဒါတော့မှပြည်သူကိုအနိုင်မကျင်ဘူးပြည်သူကိုကာကွယ်မှာပဲရှိကြပြည်သူမှာပဲ ်ဆောင်းရှောက်มาပဲရှိတာမလထောင်သားကြီးတော့ရှိတာပေါ့အကုန်လုံးကောင်းပါတယ်လို့တော့မဆိုလိုပါဘူးเนาะအဲ့တော့အခုတော့ခင်ဗျားတို့အဖြူမဲ့ကွဲပြီလူကိုလည်းကားလည်းယူခံရရတယ်လူကိုလည်းဓမြတိုက်ခံရရတယ်လူကိုလည်းဟိုကအနိုင်ကျင့်ခံရရတယ်ရွှေတွေကိုလည်းယူခံရရတယ်အဲ့ဒါတွေမကဘဲနဲ့နောက်ထပ်ပြန်ရွေးပါဆိုတာကြီးရတော့အလုံးတိကျနေတဲ့ဆိုတော့ဝိစိန်မန်နေဂျာကိုမေးပါလို့ပဲပြောချင်ပါတယ်ဗျအလုံးတာပါပဲဗျ